ီ10စုနှစ်တစ်ခုကျော်ကျော်ကြာဒီ miss တွေကိုအဲ supporting လောက်လာပြီးတော့တစ်နှစ်တစ်တစ်နှစ်တစ်ပိုကောင်းအောင်ဘာလုပ်အောင်မလဲဆိုတဲ့အတွေးလဲဒါနှစ်တွေအများကြီးလောက်လာတဲ့သူစီမှာရှိမှာပဲလေနောက်နှစ်ကိုမဆိုယူရတို့ရလိမ့်မယ်လို့လည်းတအဲ့ယုံကြည်ထားတာမရှိသလိုတခြားလူတယောက်ရောက်သွားလိမ့်မယ်လို့လည်းကျမတို့ယုံကြည်ထားလို့မရဘူးပေါ့နော်နောက်နှစ်မှာအမားတို့လည်းထပ်ယူတယ်ဆိုလို့ရှိရင်တော့လေအဲဒါကိုကိုတိုင်းအနေနဲ့ အဲဘာလေးထပ်ပြီးတော့ပူပေါင်းပြီးတော့နောက်နေ့အလှမယ်လေးအတွက်ပူကောင်းအောင်ကျမတို့ supporting လုပ်လို့ရမလဲဒါလေးတော့မျှော်လင့်တာပေါ့နော်လှမယ်တယောက်အနေနဲ့ရောဖော်မကွင်းတယောက်အနေနဲ့ရောပြီးရင်လှမယ်လေးကိုချစ်တဲ့သူတယောက်အနေနဲ့ရောကျမတို့ပူပေါင်းပြီးတော့အကောင်းဆုံးပံ့ပိုးပြီးတော့ကူညီပြီးတော့လုပ်ပေးသွားအောင်ပါဒီ universe မှာ တော့ရွေးပြီးသွားတဲ့အခါမှာပြောမယ်ဆိုဒီပြိုင်ပွဲဝင် တယောက်အနေနဲ့ရှိနေတဲ့အချိန်မှာဒီ organizing team နဲ့မဆိုးရွေးအပေါင်း organizing team နဲ့ကဒီလိုမျိုးပဲအဲဒီပွဲရဲ့ activity တွေမှာပဲဖြတ်သွားဖြတ်လာမြင်ကြတယ်ပြောတဲ့စကားနားထောင်တယ် personally စကားပြောတာမျိုးမရှိတလို့ရှားတယ်မဆိုးရွေးအဲ့ဒါကိုတော့တအားထိန်တယ်ပြိုင်ပွဲဝင်တွေနဲ့ရင်းရင်းနှီးနှီးပြိုင်ပွဲမပြီးမဆုံးမချင်းဘယ်သူနဲ့မှအဲ့လိုမျိုးတရင်တနည်းမနေပွဲပြီးသွားတော့မှဒါမဆိုးရွေးဘလောက်ခင်ဖို့ကောင်းပြီးတော့ဘလောက်ထိအဲလူလူတွေပေါ်မှာအဲ့လိုမျိုးချစ်ပြီးဂယူးဆိုင်တက်လဲဆိုတော့ပွဲပြီးမှသိရတာပေါ့နော် လည်းအဓိကစီကန့်ရှိအောင်အမြဲတမ်းနေတယ်။သူများလက်ညှိုးထိုးပြီးတော့ပြစ်ချက်ထောက်เสียရမရှိအောင်တတ်နိုင်တဲ့လောက်စူးစမ်းပြီးတော့နေတယ်။ဒါဒါဒါသည်ပွဲမှာအမှတ်လျှော့ခံရမှာကြောက်လို့မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ personality ပေါ်မှာကိုကိုတစ္စာရှိတဲ့သဘောပေါ့နော်ဒါအိမ်မျက်ချေဟာဘလို့မိမ့်မလို့ပဲလူတိုင်းကမြင်ရမယ်ဘလို့မိမ့်မလို့ပဲလူတိုင်းကသတ်မှတ်ရမယ်ဆိုတော့ကိုယ့်ရဲ့စံသတ်မှတ်ခြေလေးတခုနဲ့အမြဲတမ်းကောင်းအောင်နေတဲ့ခါမှာအဲအမားတို့ကလည်း မော်လမြိုင်တအားလိမ်မာတဲ့အဲဒီစကားလေးတခွန်းကအရန်တန်တယ်ပေါ့နော်ကိုစ조사ခဲ့ရတဲ့တမယအရန်တန်တယ်လို့ခန်းစားရတယ်အဲမတို့ကအဲလှုပ်ချင်လို့ကိုနဲ့တိုင်ပင်ဖို့လိုအပ်တဲ့ကိစ္စလေးရှိတယ်ဆိုရင်လည်းအတိုင်ပင်ကြရတယ်တော့အခုထိတော့အရန်ကိုပြောစရာကောင်းတဲ့ organizer နဲ့အဲလာမယ်လေးဖြစ်နေတာပေါ့နော် ်အဲဒီတစ်နှစ်မှာဒီ organization announcement လုပ်ပြီဆိုရင်အော်ဒီ license ကဒီ organization ရသွားတယ်ပေါ့နော်အဲ့တော့အခုလည်းပွဲလည်းမပြီးသလိုပွဲလည်းမပြီးသေးသလိုအဲနောက်ထပ်နှစ်တွက် announcement ကလည်းဘယ် organization ကမှလုပ်သေးတာမရှိသေးတာဖြစ်တဲ့အတွက်တော့နောက်နှစ်ကိုမဆိုယူရတော့ရလိမ့်မယ်လို့လည်းတအဲ့ယုံကြည်ထားတာမရှိသလိုတခြားလူတယောက်ရောက်သွားလိမ့်မယ်လို့လည်းကျမတို့ယုံကြည်ထားလို့မရဘူးပေါ့နော်ရရပိုင်းရရပဲသွားတဲ့လုပ်ငန်းသဘောတရားဖြစ်တဲ့အတွက်အဲကြေညာလိုက်တဲ့သူကဒါ organizer ဖြစ်တယ်ပေါ့ကျမတို့အဲ့လိုပဲစောင့်ကြည့်ရမှာပါ ကျွန်မရဲ့ personally အရဆိုရင်တော့လေဒီဆယ်စုနှစ်တခုကျော်ကျော်ကြာဒီ miss တွေကိုအဲ supporting လောက်လာပြီးတော့ဒီ flow ကိုအကျွမ်းတဝင်ရှိနေပြီးတော့တစ်နှစ်တစ်တစ်နှစ်တစ်ပိုကောင်းအောင်ဘာလုပ်ရမလဲဆိုတဲ့အတွေးလဲဒါနှစ်တွေအများကြီးလောက်လာတဲ့သူစီမှာရှိမှာပဲလीเนาะအဲ့တော့သူ့ရဲ့ပိုကောင်းတဲ့ idea တွေနဲ့နောက်နှစ်ကလေးမှာ तू ဘာလေးများပိုလုပ်မလဲကိုလည်း organization နဲ့ရောက်လာပြီဆိုတော့ပေါ့เนาะကိုရောဘာအကြံဉာဏ်ပေးနိုင်မလဲဘာလေးပံ့ပိုးပြီးတော့နောက်နှစ်တွေမှာဘလို့ကောင်းအောင်လေးများလုပ်နိုင်မလဲဆိုတဲ့မျှော်လင့်ချက်နဲ့အတွေးလေးတော့ရှိတာပေါ့เนาะအကယ်၍များနောက်နှစ်မှာအမားတို့လည်းထ က်ယူတယ်ဆိုလို့ရှိရင်တော့လေအဲဒါကိုကိုတိုင်းအနေနဲ့အဲဘာလေးထပ်ပြီးတော့ပူပေါင်းပြီးတော့နောက်နေ့အလှမယ်လေးအတွက်ပိုကောင်းအောင်ကျမတို့ supporting လုပ်လို့ရမလဲဒါလေးတော့မျှော်လင့်တာပေါ့နော်အပြောင်းလဲအကယ်၍ဖြစ်လာခဲ့ပြီဆိုရင်လည်းမဆိုရွေးဝေတို့ကတေချာပါတဲ့ဒီဟိုဒီတစ်ခုကိုလက်လွတ်လိုက်တယ်ဆိုရင်တော့မှဒီလောကထဲကနေအပီးထွက်သွေးပျောက်သွားမဲ့လူမျိုးတွေမဟုတ်ဘူးတစ်တေအများကြီးဒီလောကကိုချစ်လို့ဒီထဲမှာရှိနေတဲ့သူတွေဖြစ်တဲ့အတွက်သူတို့တစ်ခုမဟုတ်တစ်ခုတော့လုံအောင်ပါပဲအဲ့တော့သူတို့ရဲ့ ရွေးချယ်လိုက်တဲ့ miss သူတို့ကင်နဲ့ပွဲအတွက်ကျမတို့က supporting လုပ်ပေးနေရအောင်ပါပဲပေါ့နော်ကိုကိုရိုင်းလည်းဒါလိုလိုလလနဲ့သူတို့ရဲ့ performance ကိုအဲကြိုက်တဲ့သူဖြစ်တဲ့အတွက်ကျမအကေဒီပွဲမဟုတ်ပဲတခြားပွဲလုပ်ခဲ့ရင်လည်းကျမတို့အဲဒါအလှမယ်တယောက်အနေနဲ့ရော former queen တယောက်အနေနဲ့ရောပြီးရင်အလှမယ်တွေကိုချစ်တဲ့သူတယောက်အနေနဲ့ရောကျမတို့ပူပေါင်းပြီးတော့အကောင်းဆုံးပံ့ပိုးပြီးတော့ကူညီပြီးတော့လုပ်ပေးကြအောင် အာနောက်တစ်ယောက်ပြောင်းလဲခဲ့ရင် universe ရဲ့ result ကောအပြောင်းလဲဖြစ်နိုင်လားဆိုတော့အပြောင်းလဲကဖြစ်ချင်လဲဖြစ်မယ်ဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်အဲ့တော့အဲနောက်တစ်ယောက်ကဘသူလက်ထဲရောက်သွားမှလဲအဲရောက်သွားတဲ့လူကရောဒီပွဲပေါ်မှာ ဘလောက်တံမိုးထားမလဲဒီအလှမဲ့တယောက်ပေါ်မှာဘလောက် supporting လုပ်မလဲအဲအဲ့ဒီအပေါ်မှာတော့ကျမတို့ကြည့်ပြီးတော့နောက်နောက်တယောက်လက်ထဲကိုအကဲရောက်သွားခဲ့တယ်ဆိုရင်တော့လေဒီရောက်သွားတဲ့လူရဲ့လှုပ်ဆောင်ချက်ကိုအနည်းဆုံးကျမတို့တစ်နှစ်တော့စောင့်ကြည့်အောင်ပါဗောဒီတစ်နှစ်အတွင်းမှာ तू လှုပ်သွားတာအဲပိုကောင်းတဲ့ result မျိုးရနိုင်တယ်လို့ထင်နေဆိုလို့ရှိရင်လေအဲသူ့ကိုသူ့ရဲ့ဒီလှုပ်ဆောင်မှုအတိမပြကြတဲ့ပြိတ္တတွေနဲ့လက်ခံပြီးတော့အားပေးကြတဲ့ပြိတ္တတွေပြီးယုံကြည်ပြီးသွားပြန်ကြတဲ့အလှမယ်တွေရှိနေဦးမှာပဲပေါ့နော် ခုအချိန်ထိပေါ့နော်ဒါပွဲတစ်လျှောက်လုံးမှာရောအခုလိုမျိုးပွဲပြီးသွားလို့အဲနောက်နှစ်အဲ placement လေးပြန်ပြီးတော့ဒီ hangover လောက်အောင်မဲ့အချိန်ထိလဲဒါအဲစောင့်ကြည့်ပြီးရောအားပေးကြတဲ့ပရိသတ်တွေရောပြီးလို့ရှိရင်အခုလိုမျိုး ပေါ့နော်အများတဲ့မမေ့မညော်ပဲလာပြီးတော့မေးပေးတဲ့အခုမြန်မာ celebrity ပေါင်းဝင်တခြားသောအဲဒီ media တွေလည်းရှိကြတယ်ပေါ့နော်ဝန်ရံပေးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ဟိုအမျက်ချေကိုလာပြီးတော့မေးကြတဲ့အခါတိုင်းမိုင်းမျက်ချေသည်အဲဒီ beauty pageant trainer တယောက်အနေနဲ့ပြီးတော့အလှမဲ့လေးတွေကိုအရန်ချစ်ပြီးတော့အများတဲ့အားပေးနေတဲ့ beauty pageant ပရိသတ်တယောက်အနေနဲ့ပဲအဲကိုယ့်ရဲ့ပြောချင်တဲ့အရာလေးတွေပေးချင်တဲ့အကြံလေးတွေဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုပဲအဲဒီ media interview တွေကနေတစ်ဆင့်အဲတက်နေတဲ့လောက် sharing လုပ်ပေးဖြစ်တာပေါ့နော်ဆိုတော့အ ဲဒီပုံမှာလဲကျမရဲ့တတိပုဂ္ဂလပုဂ္ဂလအမြင်အဲတတိပုဂ္ဂလခန်းစားချက်လေးတွေပါတာလဲရှိကောင်းရှိမှာဆိုတော့အဲအတံမတွင်လဲအတွင်းမတွင်လဲစိတ်မဆိုးကြပါနဲ့လို့ကျမတို့အတူတူ peace ချစ်ချင်းခင်ခင်ပဲဒီအလှမဲ့ပြိုင်ပွဲတွေကို လုပ်နေကြတဲ့အဖွဲ့အစည်းတွေကိုအလှမဲ့လေးတွေကိုရောအတူတူကျမတို့ပိုကောင်းအားပေးကြတဲ့ဒီအင်အားတွေပြနိုင်တဲ့မြန်မာပြည်သက်တွေဖြစ်နေပဲအတူတူရှိနေကြအောင်လို့ပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်